မင်္ဂလာပါအခုရပိုင်းနည်းနည်းလေးအမေးများနေလို့ပေါ့နော်ဒီကြောင်းအောင်ကြံခေါက်ကိစ္စလေးတစ်ချက်လောက်ပြောပြပါအောင်ဆိုလို့လာပြောပြတာဖြစ်ပါတယ်အခုရပိုင်းမှာဒီကြောင်းအောင်ကြံခေါက်ကိစ္စတွေရပေါ့နော်ကျွန်တော်ဒီ outsourcing service လို့ခေါ်တဲ့ဒီ website အသေးပြောင်းရွှေ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော် website ကတော်ကြာဖွင့်လိုက်တော်ကြာပိတ်လိုက်နော်အာမနေ့က28ရက်နေ့တုန်းကတို့ website အသေးတစ်ခုကိုအာစမ်းခိုင်းနေပေါ့နော်လောက်ခိုင်းနေအခုဒီ29ရက်နေ့မှာတို့ စတဲ့ကျန်အောင်ကျန်ခေါက်ကိစ္စတွေဘာညာတကအဆုံးပေါ့ဗျာနော်ပြောရမယ်ဆိုရင်ဒီဂျဟန်ငန်ရောကိစ္စကလည်းပြောကုန်မပြောချင်တော့မပြီးပြတ်နိုင်ဘူးပေါ့နော်တို့လည်းနေ့စဉ်အစည်းအဝေးတွေလုပ်နေတာခေါင်းမီးတွေလည်းတောက်နေပြီလားမသိပါဘူးနော်အဲ့တော့ကျန်အောင်ကျန်ခေါက်ကိစ္စလေးပြောပြပါဆိုတော့ကျန်အောင်ကျန်ခေါက်ကိစ္စကိုခုရဲ့ပိုင်းမှာဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့မလုတ်သေးနိုင်ဘူးပေါ့နော်လုတ်လို့လည်းမရသေးဘူးဘာဖြစ်လို့လဲဆိုတော့တို့ရဲ့ဒီ system တွေက stable မဖြစ်သေးဘူးနော်မတည်ငြိမ်သေးဘူး ရပြီတည်ငြိမ်သွားပြီလှုပ်လို့ရပြီဆိုရင်တော့ကျွန်တော်ပြောပြပါမယ်။နောက်တစ်ခုကကြတော့ဒါကတော့တည်င်းအဆက်ပေါ့နော်။ဒီ outsourcing service လို့ခေါ်တဲ့သူတို့ website ကိုတုံးခိုင်းထားတယ်။တုံးခိုင်းထားတဲ့ website မှာသူတို့ကဒီအကြောင်းအကျောင်းကိစ္စတွေလှုပ်လှုပ်လို့အဆင်မပြေတဲ့ဟာတွေကို screenshot ရိုက်ထားပေါ့နော်။ screenshot ရိုက်ထားပြီးတော့ဂျဟန်ငံရုံးမှာတော့ပြောရမယ်ပေါ့နော်။ ပြောရမယ်တင်ပြပေးရမယ်ပေါ့နော်ပြောပြပေးလို့ရတယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုတို့ကနေမှတဆင့်ဒီ outsourcing service လုပ်တဲ့သူတွေကိုတို့ပြန်ပြောမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုတချို့အဆင်မပြေတဲ့အရာတွေတကယ်အခက်အခဲဖြစ်တဲ့အရာတွေကိုလည်း screenshot နဲ့တကွာတက်တည်နဲ့တကွာပေါ့နော်သူဘာဘာဘာလောက်တာဒါတွေကဒီအချက်တွေအဆင်မပြေလို့ဆိုပြီးတော့အဲ့ဒီ screenshot တွေယူသွားပြီးတော့ဂျာဟန်ဟန်ယုံမှာသွားပြီးတော့လည်းလုပ်လို့ရတယ်ဆိုတာကိုပြောထားတာတွေ့ရပါတယ်အဲ့တော့အသေးစိတ်ကလေးပြန်တိရပြီဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါအောင်မယ်ဗျာ